အားလုံးပဲမင်္ဂလာပေါင်းနေပြည်သူကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်ဗုဒ္ဓဦးနဲ့ညာကြာသာပတိနေ့မနက်အစောပိုင်းမှာကန်သွားဖို့ရှိနေတဲ့ UEFA Champion League ပွဲစဉ်၄ရက်တချို့ပွဲစဉ်ပွဲကောင်းလေးတွေကိုကျွန်တော်ရွေးထုတ်ပြီးတော့တုံးသက်ပေးသွားမှာလည်းဖြစ်ပါတယ် ။တပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒါနိုဝင်ဘာလ6ရက်နေ့ညပေါ့နော်။ဒါနိုဝင်ဘာလ9ရက်နေ့ရမနေ့အစောပိုင်းမှာကံသွားဖို့ရှိနေတဲ့ UEFA Champion League ပွဲစဉ်လေးဒုတိယနေ့ပေါ့နော်။ဆိုတော့အပွဲစဉ်တွေကနေပြီးတော့ဘယ်ပွဲစဉ်လေးတွေကဘယ်ချိန်မှာကံမယ်။အဲဘယ်ပွဲစဉ်တွေကတော့ကြည်ကောင်းနိုင်တယ်ဘယ်ပွဲစဉ်တွေကတိတ်ဆင်မပြေဘူးပေါ့နော်။ဆိုတော့အဲထက်ရမှာကျွန်တော်ကနေပြီးတော့ကြည်ကောင်းနိုင်တဲ့ပွဲစဉ်တွေကိုရွေးထုတ်ပြီးတော့ပြောပြသွားမှာလည်းဖြစ်တယ်။ဒါမှမဟုတ်တစ်ခုရှိတာကမနေ့တုန်းကကံခဲ့တဲ့ ရက်မှာကျွန်တော်တချို့ပွဲစဉ်ပွဲကောင်းနေတာတော်များသွားစုံနေတာဆိုတော့ဒီမှာဆိုလို့ရှိရင်တော့တချို့ပွဲမကောင်းတော့တဲ့ဟာလေးတော့နည်းတွေ့ရတယ်။ဒါပေမဲ့လည်းကျွန်တော်တို့က Champion League ဆိုလို့ရှိရင်စိတ်ဝင်စားနေထားကြည့်ရမယ့်တာဝန်လည်းရှိနေတာဖြစ်တော့ကြောင်ကျွန်တော်တို့ကဆက်ပြီးတော့ကြည့်သွားမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့အဲ့ဒါလေးကိုကျွန်တော်လုပ်ပြသွားမှာလည်းဖြစ်တယ်။အဆက်ပြောရမယ်ဆိုလို့ရှိရင်တော့ည7:00နာရီ15မှာကံမှုပွဲစဉ်ကတော့နှစ်ပွဲရှိတယ်ပေါ့နော်။ဒါ Villarreal ပွဲရယ်ပြီးတော့ Chelsea ပွဲရယ်ပေါ့နော်။ဆိုတော့အဲ့ဒီထဲမှာ7:00နာရီ15မှာ Chelsea ထားကြည့်လို့ရမယ့်ပွဲကတော့ Chelsea တင်းရဲ့ပွဲစဉ်ပေါ့နော်။အဲ Quarterback နဲ့ကစားသွားမှာလည်းဖြစ်တယ်။ Chelsea တင်းအတွက်ကတော့ဒီပွဲစဉ်ကအနည်းငယ်လေးခက်ကောင်းခက်ခဲကောင်းခက်ခဲနိုင်တယ်ဒါပေမဲ့ Quarter Bell ဆိုတာ Chelsea လိုမျိုးလူစင်းတောင်းတင်တဲ့ squad depth လည်းဖြစ်တယ်ပြီးလို့ရှိရင်လည်းအခုလက်ရှိချိန်မှာ current form လည်းနည်းနည်းပြန်ကောင်းနေတဲ့အသင်းသင်းအတွက်ဆိုလို့ရှိရင်တော့ Quarter Bell ကလည်းပြန်ပြန်မကောင်းတရားမဟုတ်ဘူးလို့ပဲပြောရမှာပေါ့နော်ဆိုတော့အကြောင်းမူဒီပွဲစဉ်မှာဆိုလည်း Chelsea ရပဲလွယ်လွယ်ကူနဲ့နိုင်သွားနိုင်ရရှိရလို့ကျွန်တော်သုံးသပ်မိရလေးတော့ရှိရပါတော့ဆိုတော့ဒီပွဲစဉ်တော့ကျွန်တော်ပွဲချိန်သွင်းချက်တွေပါတော့မလုပ်ပေးတော့ဘူးဒီမှာပဲအမျိုးခံမှန်းပေးရမယ်ဆိုလို့ရှိရင်တော့ Chelsea တင်းမယ်အနိုင်ရသွားနိုင်ကြီးကိုကျွန်တော်80%လောက်ပေးခြင်းနဲ့20%လောက်ပဲ မထမမနဲ့တည်ကြသွားနိုင်ရရှိရလို့ကျွန်တော်ကမြင်တယ်ဗောနော်နောက်ထပ်ပွဲစဉ်ပွဲအနေနဲ့ဆိုလို့ရှိရင်တော့အဲတွေ့ထူးသိပ်ပွဲကြီးပွဲကောင်းတွေတော့နှစ်နာရီခွဲမှာတော့မရှိတော့ဘူးဗျဒါပေမဲ့အတင်းကြီးရဲ့ပွဲစဉ်လည်းရှိရဖြစ်တဲ့ကြောင့်အတင်းကြီးရဲ့ပွဲစဉ်တော့နေပပြပေးလိုက်မယ်ဗောနော်အဲဆိုနှစ်နာရီခွဲမှာဆိုလို့ရှိရင်တော့ဘန်ဖီကာနဲ့လီဗာပူးစင်ကမ်းမဲ့ပွဲစဉ်ရှိရဲအဲပွဲစီကမထမမနဲ့ကြီးတော့ကြီးကောင်းသွားနိုင်တယ်ဘာလို့လဲဆိုတော့လီဗာပူးစင်ရဲ့လက်ရှိအချင်းအရင်မကောင်းဆိုရင်လည်းလီဗာပူးစင်ကလည်း ီ Bundesliga မှာဆိုလို့ရှိရင်အရင်ကြီးအခြေအနေဆိုးနေတဲ့ဓာတ်တစ်ခုမှမရှိတာဖြစ်တဲ့တော့ကြောင့်ဒီပွဲစဉ်ကဒါတစ်ဖက်ကဒီ Germany အသင်းတွေလည်း draw လေးကိုအခွင့်အရေးရမယ်ပွဲစဉ်တွေဖြစ်တယ်လို့ Benfica အသင်းကလည်းလက်ရှိမှာ Jose Mourinho ကိုကိုင်နေတယ် အခြေစုံကအကောင်းကြီးတော့မဟုတ်သေးဘူးသူကနေသူအစင်ပြေတယ်ဆိုတော့အရန်ကောင်းကြီးအနေထားမှာမရှိသေးတဲ့အတွက်ကြောင့် Benfica ကိုဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတော့ဥစ္စာလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဆိုတော့အပွဲစဉ်ကလည်းမထမမဲနဲ့ကြီးကောင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်ဒါကိုထည့်ပြီးတော့ပြပြပေးလိုက်တာလည်းဖြစ်တယ်နောက်ထပ်ပွဲစဉ်ဝင်နေတယ်ဆိုလို့ရှိတော့အဲ့ဒီနိုင်ခွမ်းမှာပဲကန်သွားဖို့ရှိတယ် Club Brugge နဲ့ဒါ FC Barcelona ပေါ့နော်ဆိုတော့ Barcelona နဲ့ကန်မဲ့ပွဲစဉ်ဒီပွဲစဉ်ကကျတော့ Barcelona က LKSU ကိုမှရှုံးခဲ့တယ်ဆိုမှနောက်ပိုင်းပွဲစဉ်တွေမှာပြန်ပြီးတော့လာနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်။ Rush ကိုလည်းတော်တော်လေးခြေစွမ်းပြနေတယ်လို့အာလမိုင်းရမဲရကလည်းလက်ရှိချိန်မှာဂိုးတွေပါပြန်သွင်းနေဖြစ်တော့ကြောင်းဒီပွဲစဉ်ကလည်း Club Brugge တော့ဒါနဲ့နဲ့ခက်ခဲတဲ့ပွဲစဉ်ဖြစ်နိုင်တယ်လို့ Barcelona တင်းတော်လည်းဒီပွဲစဉ်မှာလည်းဖိဖိစည်းကန်ပြီးတော့နိုင်သွားမယ်လို့ပဲကျွန်တော်တို့ထင်မြင်မိတာလည်းရှိတယ်။အာဒီပွဲစဉ်ကိုလည်းကျွန်တော်သုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့ Barcelona တင်းအနိုင်ရသွားနိုင်ကြီးကိုပဲအာကျွန်တော်ရှေ့ဆိုင်အောင်လုပ်ပေးခြင်းပြီးတော့နှစ်ဆယ်ခန်းလောက်တော့မထင်မှန်ပဲနဲ့တေချာသွားနိုင်ကြီးရှိရပါတော့။ဂိုးပြတ်မပြတ်ကတော့ Club Brugge ခံစီပုံပါလည်းနဲ့မူဒီရတော့ကြောင်းအဲ့ဒါတော့ကျွန်တော်ထည့်ပြီးတော့ မပြောပြတော့ဘူးပေါ့နော်နောက်တဲ့ပွဲစဉ်ဒီမှာနေနေဆိုလို့ရှိရင်တော့ Man City နဲ့ Dortmund ပေါ့နော်ဒီ Man City နဲ့ Dortmund ကလည်းကျွန်တော်မှတ်မိတော့ပြောရမယ်ဆိုရင်အာလင်ဟာလန်ရောက်ပြီးတဲ့အချိန်မှာဒါဒုတိယအချိန်ပြန်ပြီးတော့တွေ့ရလားမသိဘူးဟာလန်မရောက်ခင်တော့ကသူတို့တွေ့ကြရပါတော့ရှိမှာပေါ့ဒါပေမဲ့ကျွန်တော်မှတ်မိတော့ဆိုလို့ရှိရင်တော့ဟာလန် Man City ကိုပြောင်းပြီးတဲ့အချိန်နောက်ပိုင်းမှာဒါဒုတိယအချိန်ထပ်တွေ့ရတဲ့ထင်တယ်ပထမတစ်ချိန်တော့ဆိုလို့ကျွန်တော်ကျွန်တော်မှတ်မိသေးတယ်ဘယ်သူကလည်းမသိတော့မန်းနေဖျက်တင်ပေးလိုက်တဲ့အလုံးဟာလန်ကခေါင်းတိုက်မလို့နဲ့လေထဲမှာခုံပြီးတော့ ဟိုမျိုးစောင်းနဲ့ရိုက်ချပြီးတော့တွင်းသွားတာပေါ့နော်အဲ့လုံးဆိုလို့ရှင် volley ကတော်တော်ကြီးကိုလှတယ် volley ပေါ့နော်သူများတွေကဗျာဒီခေါင်းလောက်ရှိတဲ့နေအောင်ခေါင်းတိုက်မယ်ထင်မယ်သူက6ောက်ကြီးနဲ့ကန်သွားတာကြီးကတော့တကယ်ဟိုအထောင်တက်စင်မူခေါင်းတယောက်ဆိုတာကဘာမှမြင်းနေကြမလို့ဦးလက်ရှိချိန်မှာလည်းတွင်းကိုရရတောက်လျှောက်မြန်မြန်တွင်းနေတယ်တကယ် on form မိပြီးတော့ဒီဟာဒီအကောင်းဆုံးစားသမားတွေနဲ့တယောက်ဖြစ်နေရဖြစ်တော့ကြောင့်ဒီနေ့ပွဲစဉ်မှာလည်း Messi ကသူတို့တင်းရဲ့အိမ်ခွင်းမှာအကောင်းဆုံး Dortmund တင်းကိုရင်ဆိုင်ရှင်နိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့ကောင်းကောင်းခံလိမ့်မယ်ဒီပွဲစဉ်က Dortmund တင်းရဲ့တစ်ဖက်မှာအခြေအနေအရ န်မကောင်းတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကဟာလန်သာခြေစွမ်းပြနိုင်မယ်ဆိုလို့ရှိရင်တော့အတင်းအောင်ဘက်ကဂိုးတွေအတွင်းပြီးတော့ဟာလန်ရဲ့အတွင်းဂိုးတွေနဲ့တူဂိုးပြတ်ထပ်ပြီးတော့အနိုင်ရသွားမလားဆိုတဲ့ခန်းသားချက်မျိုးလေးတော့ရှိတယ်ပေါ့နော်အဲကြောင့်ဒီပွဲစဉ်ကိုလည်းကျွန်တော်အချင်းချင်းသုံးသပ်ပေးရမယ်ဆိုရင်မန်စီးအသင်းမဲ့အနိုင်ရသွားနိုင်ကြီးကိုကျွန်တော်80ရာခိုင်လောက်ပေးခြင်းနဲ့20ရာခိုင်လောက်ပဲတေချာသွားနိုင်ကြီးရှိတယ်လို့မြင်တယ်အဲအဲ့မှာကန်ကောင်းတဲ့ဘာညာဆိုလို့ရှိရင်တော့ဂိုးပေါ်တွေပဲဖြစ်သွားပြီးတော့နှစ်ပတ်စလုံးတွင်းဂိုးမြိုင်ဆိုင်အတွင်းပြီးတော့ဂိုးတွေများသွားတဲ့ပုံစံနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့မန်စီးအသင်းရဲ့ခန်းစစ်ကလည်းအရင်ကြီးကောင်းတယ်နေရာတခုမှမရှိသေးဘူးဆိုတော့လေနောက်ပွဲစဉ်တွေဆိုလို့ရှိရင် ော့ကျွန်တော်က Newcastle အတင်းနဲ့ Athletic Club Bilbao ရဲ့ပွဲစဉ်ကိုပြောပေးချင်တာပေါ့နော်အဲပွဲစဉ်ကလည်းအကြည့်ကောင်းနိုင်တယ်ဘာလို့လဲဆိုလို့ရှိရင် Newcastle ကလက်ရှိမှာတောက်လျှောက် Garden Farm နဲ့ကောင်းလာပြီးတော့မှ Premier League မှာ West Ham United အတင်းကိုမထမဘက်နဲ့ Away ကမှာတွားပြီးတော့3-1ဆိုတဲ့ result နဲ့ Nuno Espirito Santo ရဲ့အတင်းကိုတွတ်ရှုံးတယ်ပေါ့နော်ဆိုတော့ဒီချိန်မှာဆိုလို့ရှိရင်တော့ပြန်ပြီးတော့ comeback လုပ်ပြရမယ်အင်ကွင်းစိန်ဂျင်းပတ်မှာကံပါလဲဖြစ်တယ်လို့တစ်ဖက်ကအတင်းကလည်းအတင်းကောင်းတဲ့တင် Spain မှာဆိုလို့ရှိရင် Athletic Club Bilbao ဆိုတော့လည်းဘလုံးဝကို short လို့မြားတဲ့အတင်းအတင်းဖြစ်တဲ့တော့ကြောင့် Castle အတင်းကိုသူဘယ်လောက်ထိဒုက္ခပေးမလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်း င်းတယ်ဒါပေမဲ့ Athletic Club Bilbao ကအင်္ဂွင်းနဲ့ပူပြီးစွမ်းဆောင်ရည်ကောင်းတယ်ပေါ့နော်အဝေးကွင်းမှာဆိုလို့ရှိရင်တော့စွမ်းဆောင်ရည်နဲ့လေးညံ့ပြီးတော့ကြတာကိုမြင်ရတာဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာလည်း Bilbao အသင်းနေတဲ့ဘလောက်ဒီ Newcastle ကိုခက်ခဲအောင်ကစားနိုင်မလဲ Newcastle ရောဘလောက်ဒီ Champions League မှာဒီ Bilbao လိုအသင်းမျိုးကိုပါအနိုင်ရနိုင်မလားဘယ်လိုကစားမလဲဆိုတာလေဒီပွဲစဉ်ကတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကြောင့်အပွဲစဉ်ကတော့တခြားဘက်ကိုကြည့်ရမယ့်ပွဲစဉ်တွေပွဲမှာပါလာနိုင်တယ်ပေါ့နော်ဆိုတော့အပွဲစဉ်လည်းကျွန်တော်အချင်းချင်းမျိုးသုံးသပ်ပေးရမယ်ဆိုရင်ဒီပွဲစဉ်ကတကယ်လို့မြန်မြန်ဆိုင်နဲ့ကြည့်ကောင်းမယ့်ပွဲစဉ်တွေပဲဖြစ်လာနိုင်တယ် percentage နဲ့ပဲခွဲပြီးပြောပေးရမယ်ဆိုလို့ရှင်တော့ Newcastle ယ်အနိုင်ရသွားနိုင်ကြီးကိုကျွန်တော်60ရင်းလောက်ပေးချင်တယ်။ကျန်တဲ့40ရင်းလောက်ကိုတော့ဒါ Athletic Club Bilbao ကလာပြီးတော့နိုင်သွားနိုင်တဲ့ပုံစံမျိုးရှိရပါတော့။ဒီဘက်ကမှတည်ကြနိုင်ကြီးနည်းတယ်လို့ကျွန်တော်ကတော့ထင်မြင်မိတာလေးတော့ရှိရပါတော့။ဆိုတော့ကျွန်တော်အခုလုံပေးခဲ့တဲ့ပွဲစဉ်တွေကတော့ကျွန်တော်ဒီနေ့ညမှာကံမှုရှိတဲ့ Champions League ပွဲစဉ်တွေမှာဘယ်ပွဲစဉ်လေးတွေကတော့အဆင်ပြေနိုင်တယ်။ဘယ်ပွဲစဉ်တွေကတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်။အဲဒီဥစားလေးကိုပဲ Referee ပုံစံမျိုးလေးပဲတုံးသက်ပေးသွားတာဖြစ်ပါတယ်။ဗီဒီယိုတစ်ခုအနေနဲ့ထပ်ပြီးတော့တုံးသက်တာတော့လောက်ချင်မှတော့လောက်တော့မယ်ပေါ့နော်။ဆိုတော့နောက်ပိုင်းမှာပဲဗီဒီယိုလေးတစ်ခုထပ်ပြီးတော့တင်ပေးပါဦးမယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ လူချင်းမင်းတော်ဒီ good result တွေဘယ်လိုမျိုးထွက်လာမယ်လို့ထင်လဲဘယ်လိုမျိုးထင်မြင်စမ်းမိရလေးရှိလဲအောက်က comment မှာဝင်ပြီးတော့မန်းငယ်ပြလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို channel လေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe like and follow နေပဲကိုကြီးကလေးရပါတယ်ကျွန်တော်ရဲ့ဗီဒီယို quality ကောင်းကောင်းနဲ့အဆင်ပြေလေးကြည့်ချင်တယ်ဆိုရင်တော့ YouTube မှာလည်းတင်ထားပေးပါတယ် YouTube မှာသွားပြီးတော့လည်း like and subscribe လုပ်ပြီးတော့ကြည့်ပြီးတော့အားပေးလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်